ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခொနေသားသမီးများချွတ်တင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဦးဝင်းစောတက်တော်မှာဟောကြားထားသော2025ခုနှစ်စက်တင်ဘာလ28ရက်နေ့မှအောက်တိုဘာလ4ရက်နေ့အထိ တပတ်စာကျန်ပြူဟော့စတန်ကိုပြည်ပြည်ဆုံဆုံဖတ်ကြားပေးထားပါတယ်အစီအစဉ်လေးမစခင်မှာတူးစေတနာတူးမြတ်တာဆိုသလို subscribe link နေပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းတရားအောင်လဲဘေးနာခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်တနင်္ဂနွေသားသမီးများတို့တပတ်စာဟော့စတန်လုပ်ငန်းထဲမှာအလုပ်ထဲမှာပြဿနာအနှဲငယ်ဖြစ်ရှင်းရမယ်။တို့ရသည်ကြီးကြီးမားမားတော့မဟုတ်ပါဘူး။အလုပ်အသစ်အတွက်အင်တာဗျူးဝင်ရမယ်။အောင်မြင်မယ်။နိုင်ငံခြားခရီးအတွက် ကူညီမိသူပေါ်မယ်မော်တော်ဆိုင်ကယ်အတွက်တောကများတပါတယ်အိမ်အိမ်ကန်တိုက်ခန်းကိုနိုကန်အယောင်ဝယ်ဖြစ်မယ်ငွေဝင်ကောင်းမယ်ပညာရေးမှာတိုးတက်မှုရှိပါတယ်ဂျမားကြီးကတော့အိမ်မပြောသောယောဂါဖြစ်တဲ့တယ်အချွေးမှာချစ်သူရဲ့လက်ပြမှုကိုခံရမယ်အိမ်တော်ကြီးမှာလည်းအိမ်တော်ဘက်ရဲ့အသွုံဆွေးများမှုကြောင့်စိတ်ညစ်ရမယ်ကံကောင်းသောကဏ္ဍများမှာ968ကဏ္ဍများဖြစ်ပါတယ်ရေရရတနင်္ဂနွေနေ့မှာတကူကြီးဖျားတနင်္ဂနွေတောင်မှာတပြေ29ညွန့်ကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကိုစိတ် ိတ်နှပြန်ကြမ်းမာချမ်းသာကြပြီးကုန်းကျိုးချမ်းသာများပုံမရရှိကြပါစေ။တနင်္ဂနွေသားသမီးများအတွက်တိုက်ဆိုင်မင်္ဂမာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗေဒင်မင်းမြန်ဆွနှွေးတိုင်မီလိုပါကမင်းနိုင်ကမိုဘိုင်း APP တွင်ဗေဒင်တိုက်ရိုက်မင်းမြန်နိုင်ပါတယ်။ တနင်္လာဟသာသမီးများအတွေ့တပတ်စာဟောစတန်အလုရှားနေပါကဒါမှမဟုတ်အလုရှောက်ထားပါက အလုရမယ်မြေရောင်းဝယ်အတွက်တရင်ကောင်းကြရမယ်ကျွေးကိစ္စအတွက်ရင်းရမယ်ကြောင်မြေရနာရောင်းဝယ်ရေးကောင်းမယ်အမွေကိစ္စညီနိုင်ရမယ်အောင်မြင်မယ်နိုင်ငံသားငွေဝင်မယ်ဖျားဘူးခီးထွက်ဖို့ပြင်ဆင်ရမယ်နေနီနာမှာနိုင်ရင်တရင်ကြပါကဖနတ်တရန်စွန့်ပြစ်ပါပညာရေးမှာတိုးတက်မှုရှိပါတယ်ကျမရဲ့အနေဖြင့်ရင်ဘတ်အောင်မယ်နာမယ်အချွေးမှာချစ်သူရဲ့ထင်လွဲခြင်းကိုခံရမယ် ်အိမ်တော်ကြီးမှာလဲအိမ်တော်ပနဲ့စကားများတပါတယ်ခံကောင်းစီတော်ကဏ္ဍများမှာတလီငါကဏ္ဍများဖြစ်ပါတယ်ရရရတနင်္လာနေ့မှာနေဖျားကြောင်းဆောင်မှာကြောက်ကြောလေးလုံးကတ်လို့ပါတနင်္လာသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေတနင်္လာသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမင်းမြန်ဆွေးနွေးတိုင်မယ်လို့ပါကမင်းသိမ့်ခမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မင်းမြန် जन है हमारे အင်္ဂါသာသမီများအတွက်တပတ်စာဝေါ်စတန်အိန္ဒိယအရွှေပြောင်းပေါ်မယ်ရဝိမငွေရောက်မယ်မော်တော်ကားအရောင်းဝယ်ဖြစ်မယ်အမှုပညာလုပ်ငန်းများအောင်မြင်မယ်ကုသိုလ်ကောင်းမှုတစ်ခုပြုလုပ်ရမယ်တယ်လီဖုန်းအသစ်ဝယ်မယ်လေယာဉ်သုံးစက်ပစ္စည်းဝယ်မယ်အမှုရှိပါက၎င်းမှုအတွက်သတင်းကောင်းကြားရမယ်တက်သေးလိုက်ရလိမ့်မယ်ရွှေလုပ်ငန်းမှာအရှုံးပေါ်မယ်ပညာရေးမှာအနောက်ရှက်ပေါ်ရတဲ့ဂျမားရေးအနေဖြင့်ချောင်းဆိုးတက်ပါတယ်လေကြောင်းနာရတဲ့အခြေအနေနဲ့အိမ်တော်ရေးတာယာပါတယ်ကံကောင်းသောကဏ္ဍများမှာ၃၄၆ ောက်ကနန်းများဖြစ်ပါတယ်ရရရအင်္ဂါနေ့မှာတကိုကြီးဖျားအင်္ဂါတောင်းမှာစွန်းသုံးပွဲပေါ်မှာပေါက်ပေါက်ထဲပြီးကတ်လို့ပါအင်္ဂါသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမူရရှိကြပါစေအင်္ဂါသားသမီးများတွေတိုက်ဆိုင်မင်္ဂလာကကွန်မန့်မှာတခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့တွေ့မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမြန်ဆွနွေးတိုင်ပြလို့ပါကမင်းသိင်္ဂါမိုဘိုင်း EPP တွင်ဗီဒီယိုထိုက်ရိုက်မြင်နိုင်ပါတယ် ဘောလုံးသားသမီးများတို့တပတ်စာဝတ်စတဲ့မော်တော်ကားအယောင်းဝယ်ဖြစ်မယ်အလုတ်အတိတ်ရမယ်အလုတ်အတိတ်အတွက်အင်တာဗျူးဝင်ရပါကအောင်မြင်မယ်နိုင်ငံခြားတန်ရုံတွေမှာဗီဇာလျှောက်ထားပါကဗီဇာရမယ်ရရင်ရှိသောငွေများရမယ်သတင်းကောင်းကြားရမယ်ဝန်ထမ်းပြပါကအလုတ်ပြောင်းအလုတ်နေရာပြောင်းပုံမယ်ရွှေလုံငန်းရွှေရောင်းဝယ်ရေးလုပ်ငန်းမှာအကျိုးမြတ်များရရှိမယ်အမှုပညာရှင်ဖြစ်ပါကအမှုပညာနဲ့ပတ်သက်ပြီးသတင်းကောင်းကိုကြားရမယ်ပညာရေးမှာအောင်မြင်မှုများရရှိပါလိမ့်မယ်ဂျမ်းမာရေးကတော့ဒုနာရတ်တဲ့အခြေအမှချစ် သူကမိမိအပေါ်ယုံကြည်မှုအားနဲ့နေတာပါတယ်အိမ်တော်ကြီးမှလည်းအစင်မပြေပါကံကောင်းသောကဏ္ဍများမှာ၄၅ကိုကဏ္ဍများဖြစ်ပါတယ်ရရရဘုရူနေမှာနေအိမ်ဖျားចောင်းဆောင်မှာဘိမုံ၅ချက်အကတ်လိုပါဘုရူသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဘုရူသားသမီးများတို့တိုက်ဆိုင်မှန်ကမှကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကံကံတွေကိုဗီဒီယိုမြင်ဆွေးနွေးတိုင်မြေလိုပါကမင်းတင်ကမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက် ိုင်မေးမြန်းနိုင်ပါတယ် ဂျာတာရင်းသားသမီးများအတွေ့တပတ်စာဟော့စတန်မော်တော်ကားအယောင်းဝယ်ဖြစ်မယ်လုံငန်းထဲမှာအလုပ်ထဲမှာဖြည့်ရှင်းစရာကိစ္စပေါ်တတ်တယ်စိုးရင်စရာတော့မလိုပါကျွေးကိစ္စအတွက်ရင်းရင်းရမယ်အမှုကိစ္စရှိပါက၎င်းမှုအတွက်တရင်ကောင်းကြရမယ်စတူရှယ်ယာလုပ်ငန်းပေါ်တတ်တယ်ဒါမှမဟုတ်စတူရှယ်ယာလုပ်ငန်းလုပ်ထားပါကအကျိုးအမြတ်များရရှိမယ်ဆွေမျိုးတူဦးရဲ့ဂျာမားရေးကိုကူညီရမယ်ဂျာမားရေးမှာကံကောင်းပါတယ်နိုင်ငံခြားမှာကြောင်းလျှောက်ထားပါကကြောင်းဝင်ခွင့်ရမယ်အခြေအနေအိမ်တော်ကြီးတာယာပါတယ်က ံကောင်းသောကဏ္ဍများမှာ3 5ကဏ္ဍများဖြစ်ပါတယ်ရရရဇာတာပရိနေမှာတကိုးကြီးဖျားဇာတာပရိတောင်မှာဇီကိုညွန့်တပြေကိုညွန့်ကံကောကိုညွန့်ကတ်လိုပါဇာတာပရိသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေဇာတာပရိသားသမီးများတို့တိုက်ဆိုင်မှန်ကမကကိုမတ်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရကံကဲတွေကိုဗီဒီယိုမင်းမြဆွနွေးတိုင်ပင်လိုပါကမင်းသင်ခမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မင်းမြနိုင်ပါတယ် တောက်ကြသားသမီးများတို့၏တပတ်စာဟောစတန်လေအားသုံးစက်ပစ္စည်းဝယ်မယ်မော်တော်ဆိုင်ကဲအယောင်းဝယ်ဖြစ်မယ်တော့ပြောင်းမယ်ဒါမှမဟုတ်ပါကမှတ်ပုံနဲ့လိုင်စင်အရေးကြီးသောစာရွက်စာတမ်းများပျောက်တတ်တယ်ဆိုင်သစ်ဖွင့်ခြင်းလုပ်ငန်းသစ်လုပ်ခြင်းများပြုလုပ်ရမယ်ရဝေးမှငွေရောက်မယ်တော့မဟုတ်ပါကရဝေးသူငွေပို့ရမယ်မြေရောင်းဝယ်အတွက်ဆရာငွေအပြီးယူပြုလုပ်ရမယ်ပညာရေးမှာတိုးတက်မှုနှစ်ကွေနေပါတယ်ဂျမားရေးကတော့စီယောကအနှဲငယ်ဖြစ်တတ်ပါတယ်အချေးမှာအနောက်ရှက်ပေါ်မယ်အိမ်တော်ရေးမှာလည်း ဲအိမ်တော်ဘက်နဲ့စကားများရတတ်တယ်။ကံကောင်းစေသောကဏ္ဍများမှာ2-9ခန္ဓာများဖြစ်ပါတယ်။ရရရတောက်ကြနေမှာနေအင်းဖျားចောင်းဆောင်မှာတပြေညွန့်တက်စီကတ်လိုပါ။တောက်ကြသားသမီးများလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမောရရှိကြပါစေ။တောက်ကြသားသမီးများအတွက်တိုက်ဆိုင်မင်္ဂလာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကတွေကိုဗီဒီမီမြန်ဆွေးနွေးတိုင်ပင်လိုပါကမင်းသိမ့်ခမိုဘိုင်း APP တွင်ဗီရင်တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ စနေသားသမီးများအတွက်တပတ်စာဟောစတဲ့ပေပြောင်းနှံကော်ပိတ်တိနံရောင်းဝယ်ရေးကောင်းမယ်နိုင်ငံခြားခီးထွက်ဖို့ပြင်ဆင်ရမယ်အလုရှားနေပါကဒါမှမဟုတ်အလုလျှောက်ထားပါကအလုရမယ်ငွေကြေးကိစ္စအကြက်တဲကိုဖြည့်ရှင်းပေးမိသူပေါ်မယ်ရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှာအကျိုးအမြတ်များရရှိမယ်ကျွေးဟောင်းများပြန်ရမယ်ပညာရေးမှာအောင်မြင်မှုများရရှိမယ်ကျန်းမာရေးကတော့ရိုးကြီးပေါင်းရောဂါဖြစ်တတ်တယ်အခြေအနေမှာချစ်သူနဲ့အဆက်အသွယ်ပြတ်နေပါကပြန်လည်ဆက်သွယ်မိလိမ့်မယ်အိမ်တော်ရေးမှာလည်းအိမ် င်တော်ဘက်နဲ့မတည်မမြတ်ဖြစ်နေပါကပြန်လည်တည်မြတ်သွားလိမ့်မယ်။ကံကောင်းသောကရမ်းများမှာ9 6 9ကရမ်းများဖြစ်ပါတယ်။ရရရစနေနေ့မှာတကူကြီးပြားစနေတော့မှာရေသက်စီတက်ပဲပါ။စနေသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။စနေသားသမီးများတို့တိုက်ဆိုင်မင်္ဂလာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအချားသူများလည်းတည်နိုင်ဖို့အတွက်မျှော်ဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကဲတွေကိုဗီဒီယိုမြင်မြန်ဆွေးနွေးတိုင်မြင်လိုပါကမင်းနိုင်ခမိုဘိုင်း APP တွင်ဗီဒီယိုတိုက်ရိုက်မြင်မြန် ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်မြမယိုရပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောပါအချင်းချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရပေရင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်